တရုတ်ကလိန်ညာခဲ့ပြီးလူတွေသေဆုံးခဲ့ပါတယ်။အခုဆိုရင်လူအများကကိုဗစ် -19 ဗိုင်းရပ်စ်ဟာတခွဲကန်းကနေပေါက်ဖွားလာတဲ့အချက်ကိုသဘောတူလာကြပါတယ်။တကယ်တော့ဒါဟာတရုတ်ကွန်မြူနတီပါတီ CCP ကကမ္ဘာ့ကျန်နေရာရိစီဖြန့်ခဲ့တဲ့ဇီဝလက်နက်စစ်ပွဲတစ်ခုဖြစ်ပြီးတော့သူတို့ကဒါကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့တရုတ်အတွက်တရားစီရင်မှုနေ့ရောက်လာပုံရပါတယ်။အန်ဩစရာတရားစွဲဆိုမှုတစ်ခုအပြီးမှာအမေရိကန်ပြည်ထောင်စုဟာတရုတ်ပိုင်ဆိုင်တဲ့မြေယာတွေကိုသိမ်းယူဖို့ဆက်လက်လှုံ့ဆော်နေပါတယ်။ ဒါအားလုံးဟာမစ္စရီပြည်နယ်ကြောင့်ဖြစ်ပေါ်လာတာပါ မစ္စရီပြည်နယ်ရှိနေချုပ်အန်ဒရူးဘိုင်လီကတရုတ်ဆိုရအပေါ်မှာတရားဆွဲဆိုမှုတစ်ခုမှာအနိုင်ရခဲ့ပြီးသူတို့ဟာကက်ယောဂါအတွင်းတကူရီအကာအွယ်ပစ္စည်းတွေ PPE ကိုတိုးလောင်ထားခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်တရုတ်ကိုဒေါ်လာ24.5ဘီလီယံပေးဆက်ဖို့အမိန့်ထုတ်ခဲ့ပါတယ်တရုတ်ရာရှိတွေကဒီဆုံးဖြတ်ချက်ကိုအတိအမှတ်မပြုဘူးလို့ပြောခဲ့ပြီး2020မှာတရားဆွဲဆိုချိန်မှာဒီတရားဆွဲဆိုမှုကိုအတိတ်ပဲမဲ့တယ်လို့ခေါ်ဆိုခဲ့ပါတယ် အခုပိုင်လေကတော့ဒီပတ်စံရဖို့ပြည်နယ်တွေကတရုတ်ပိုင်ဆိုင်မှုတွေကိုသိမ်းယူဖို့ပြင်ဆင်နေတယ်လို့ပြောပါတယ်။ဒီပိုင်ဆိုင်မှုတွေထဲမှာ American Sunrise မှာရှိတဲ့တရုတ်ပိုင်လယ်မြေတွေလည်းပါဝင်ပါတယ်။ဒီတရားဆွဲဆိုမှုကို Missouri မှာတင်သွင်းခဲ့တာဖြစ်ပြီး COVID စတင်ခဲ့တဲ့2020မှာတင်သွင်းခဲ့တာပါ။ဒီတရားဆွဲဆိုမှုကအခြေခံအဖြစ်တရုတ်ဆိုရဟာ COVID virus ရဲ့တည်ရှိမှုနဲ့ပြန့်နှံ့မှုကြောင့်သတင်းအချက်အလက်တွေကိုဖုံးကွယ်ထားတယ်လို့စွပ်စွဲခဲ့ပါတယ်။ ပြီးတော့2020မှာကမ္ဘာ့ကျန်နေရာရေးစီကိုပိုင်ကာကွယ်ပစ္စည်းတွေရဲ့ထောက်ပံ့မှုကိုဖြတ်တောက်ခဲ့တယ်လို့လည်းဆွဆွဲခဲ့ပါတယ်။ဒီလိုမျိုးဆွဆွဲချက်တွေကအထူးသဖြင့် Twitter, YouTube, Instagram လို့ platform တွေမှာလုံးဝလက်ခံနေရမှရှိခဲ့ပါဘူး။တကယ်တော့ CCP က COVID ကိုစတင်ခဲ့တယ်လို့ပြောခဲ့တဲ့သူတွေဟာသူတို့ရဲ့အတံမွေးဝမ်းကြောင်းမှုကိုဆုံးရှုံးခဲ့ရတဲ့သူတွေရှိခဲ့ပါတယ်။ဒါပေမဲ့အခု9နှစ်ကြာမှဒီတရားစွဲဆိုမှုပြီးဆုံးသွားပြီးတရုတ်ကဒီအရာအလုံးကိုလုံဆောင်ခဲ့တယ်ဆိုတဲ့သက်သေတွေရရှိထားပါတယ်။ ရုတ်ကွန်မြူနတီပါတီ CCP ဟာမစ်ဆူရီပြည်နယ်မှာကိုဗစ်ဖုံးကွယ်မှုနဲ့တကူရေးကာဝယ်ပစ္စည်း PPE တူလောင်မှုကြောင့်ဒေါ်လာ24ဘီလီယံတန်ကြီးမားတဲ့တရားစီရင်ချက်တစ်ခုခံခဲ့ရပါတယ်။ဒါဟာမစ်ဆူရီသမိုင်းမှာအကြီးမားဆုံးတရားစီရင်ချက်ဖြစ်ပြီးရခိုင်အကြီးဆုံးတရားစီရင်ချက်ထက်6ဆပိုကြီးမားပါတယ်။ဘာကြောင့် CCP ကိုဒီလောက်ကြီးမားတဲ့ပမာဏနဲ့စီရင်ချက်ချခဲ့ရတာလဲ။ဘာကြောင့်လဲဆိုတော့သူတို့ဟာကိုဗစ်အကြောင်းကဘာကိုလိန်ညာနေရင်ဆေးဘက်ဆိုင်ရာအထောက်ပံ့ပစ္စည်းတွေကိုရည်ရွယ်ချက်ရှိရှိတူလောင်ထားခဲ့လို့ပါ။ CCB ဟာ2019ခုနှစ်စက်တင်ဘာလမှာကိုဗစ်ရဲ့လူတို့လူတို့ကူးစက်နိုင်မှုကို သိရှိခဲ့ပါတယ်။ဒီနေရာမှာသတိပေးချင်တာက ကိုဗစ်ရဲ့ပထမဆုံးတရက်တရက်ဝင်အတည်ပြုချက်က2019ခုနှစ်ဒီဇင်ဘာမှာဖြစ်ခဲ့တာပါ။ဒါကြောင့်မဲကျွန်တော်တို့ဒါကိုကိုဗစ် -19 လို့ခေါ်တာပါ။ဒါပေမဲ့အခုကျွန်တော်တို့သိလာရတာက CCB ဟာပထမဆုံးကူးစက်မှုအတည်မပြုခင် လာပေါင်းများစွာလို့မှဒီအကြောင်းကိုသိခဲ့တာပါ။ CCB ကဒါကိုဘယ်လိုသိခဲ့တာလဲဆိုတော့ တရုတ်နိုင်ငံမှာဒီ NLA ရှိတဲ့ virus ကြောင်းသတိပေးနေတဲ့သတင်းပေးသူတွေ whistle blower တွေရှိခဲ့လို့ပါဒါဆို CCP ကဒီသတင်းပေးသူတွေနဲ့မပါလို့ခဲ့တယ်သူတို့ကိုတိတ်ဆိတ်သွားအောင် လုပ်ခဲ့ပါတယ်ဆေးဘက်ဆိုင်ရာဝန်ထမ်းအလုံးကိုလျှို့ဝှက်စွာအသွားအလာကန့်သတ်ထားခဲ့ပြီးကဘာကြီးကပြင်ဆင်ဖို့နောက်ကျသွားတဲ့အထိအရာအလုံးကိုညှင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဒီအချိန်တစ်ချောင်းလုံး CCP ကပြင်ဆင်နေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒါဟာဘလောက်ဆိုးရွားတယ်ဆိုတာသူတို့သိထားလို့ပါ ဒီမှာအဓိကအချက်ရှိပါတယ်။သူတို့လိန်ညာနေရင်ကမ္ဘာဆေးဘက်ဆိုင်ရာထောက်ပံ့ပစ္စည်းတွေကိုဝယ်ယူတိုးထောင်ရမှာအလုပ်များနေခဲ့ပါတယ်။ဩစတြေးလျ၊ကနေဒါ၊အမေရိကန်မသိခင်မှာတင်ထောက်ပံ့ရေးတွေကိုရှင်းထုတ်ခဲ့ပါတယ်။ပမာဏတွေကအံ့ဩစရာပါ။မစ်ဆူရီပြည်နယ်တစ်ခုထဲမှာတင် PPE ဆုံးရှုံးမှုဒေါ်လာ10ဘီလီယံရှိခဲ့ပါတယ်။ဈေးနှုန်းတွေအဆမတန်မြင့်တက်သွားပြီးအခွန်ဝင်ငွေတွေပြိုလဲသွားတာမလိုအပ်တဲ့သေဆုံးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ကိုဗစ်ကဘလောက်ဆိုးရွားခဲ့တယ်ဆိုတာအားလုံးသိကြမယ်ထင်ပါတယ်။ ဒေါ်လာ24ဘီလီယံဆိုတာပမာဏကြီးမားပါပဲ။တရုတ်ကကမ္ဘာကိုပိတ်ဆက်တဲ့ပမာဏနဲ့နှိုင်းယှဉ်ရင်ဘာမှမဟုတ်ပါဘူး။ကမ္ဘာတဝန်းမှာအတည်ပြုထားတဲ့သေဆုံးမှု9တန်းရှိခဲ့ပြီးဒါဟာအတည်ပြုထားတဲ့ကိန်းဂဏန်းပဲဖြစ်ပါတယ်။တန်းရာနဲ့ချီတဲ့လူတွေဟာသူတို့ရဲ့အလုပ်တွေလုပ်ငန်းတွေကို ဆုံးရှုံးခဲ့ရပြီးတချို့ဆိုရင်သူတို့ရဲ့ချစ်ခင်ရသူတွေကိုပါဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်ကမ္ဘာကြီးဟာ CCP က COVID အတွင်းလှုပ်ဆောင်ခဲ့တာတွေကိုမေ့လိုက်မယ်လို့မထင်ပါဘူး။ ဒါပေမဲ့မစ်ဆူရီကရရှိထားတဲ့ဒေါ်လာ24ဘီလီယံတရားစီရင်ချက်ကိုတော့တရုတ်ကပေးဖို့ဆန္ဒမရှိပါဘူး။ဒါကြောင့်မစ်ဆူရီကဘာလုပ်နေလဲ။သူတို့ဟာအမေရိကန်ပြည်ထောင်စုမှာတရုတ်ပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုတွေကိုလိုက်လံသိမ်းယူနေပါလေ။ပြီးခဲ့တဲ့9နှစ်တွင်တရုတ်ကစုဆောင်းထားတဲ့အကြီးမားဆုံးပိုင်ဆိုင်မှုတစ်ခုကတော့အမေရိကန်လယ်မြေတွေပါပဲ။တရုတ်ရဲ့တချို့လေပူပေါင်းဟာအမေရိကန်တို့အထက်မှာရှိနေကြတာပါ။ဒါဟာအမေရိကရဲ့လေကြောင်းအားနည်းချက်တွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေတာမကပါဘူး။ မွန်ဒါနာပြည်နယ်ရဲ့အထက်လွတ်တော်အမတ်တအူးဖြစ်တဲ့ဂျွန်ဒက်စတာကတရုတ်ဆိုရဟာနိုင်ငံတော်ဝန်ပြည်ယာတွေကိုဝယ်ယူမှုကိုတားဆီးဖို့တွန်းအားပေးနေပါတယ်။တရုတ်ဟာအခုချိန်မှာအမေရိကန်တို့ရဲ့မိတ်ဆွေမဟုတ်ပါဘူး။အထက်လွတ်တော်မှဂျွန်ဒက်စတာကတရုတ်နဲ့အခြားနိုင်ငံကြားရန်သူ၃နိုင်ငံနဲ့ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေကိုအမေရိကန်လယ်မြေတွေဝယ်ယူခွင့်ပိတ်ပင်မှုအဆိုပြုထားပါတယ်။နိုင်ငံကြားဝယ်ယူသူတွေရဲ့မြေယာဝယ်ယူမှုတွေကိုစောင့်ကြည့်မှုပုံမှန်တင်းကျပ်ဖို့လည်းလိုလားနေပါတယ်။ တရုတ်ကနေနိုင်ငံသားမြေယာဝယ်ယူမှုတွေကိုတားမြစ်ဖို့တွန်းအားပေးမှုဟာအမေရိကတကွန်းမှာပေါက်ကွဲထွက်လာပါတယ်။ပြည်နယ်15ခုကဒီလှုပ်ဆောင်မှုကိုထိန်းချုပ်တဲ့ဥပဒေတွေပြဋ္ဌာန်းခဲ့ပါတယ်။အထူးသဖြင့်တက်ဆက်နဲ့မြောက်ဒါကိုတာပြည်နယ်တွေမှာတရုတ်ကုမ္ပဏီတွေကမြေယာတွေဝယ်ယူခဲ့ပြီးအမေရိကန်အစိုးရထံတင်ပြဖို့ပြက်ကွက်ခဲ့တဲ့အငင်းပွားဝယ်ဝယ်ယူမှုတွေအပြီးမှာဒီအာယုံဆိုင်မှုပုံမှုဖြစ်ပေါ်လာခဲ့ပါတယ်။မြောက်ဒါကိုတာပြည်နယ် Grand Force မြို့မှာဒေသခံအာဏာပိုင်တွေက မကြသေးခင်က တရုတ်ကုမ္ပဏီတစ်ခုကဝယ်ယူထားတဲ့နေရာတွေပေါ်မှာစောက်လို့ရေးလုပ်ငန်းတွေကိုပိတ်ပင်ခဲ့ပါတယ်။ဒီမြေနေရာဟာ Grand Ford Leader Scan ကနေ12မိုင်သာဝေးပါတယ်။ကုမ္ပဏီကသူဟာပြောင်းမှုဆက်ယုံတစ်ခုသာဖြစ်ပြီးတရှိုးလုပ်ငန်းတွေမဟုတ်ဘူးလို့ပြောခဲ့ပေမဲ့လေတက်ကဒီစီမံကိန်းဟာအမျိုးသားလုံခြုံရေးအတွက်အသိတာရဲချိန်ချောက်မှုဖြစ်တယ်လို့သတိပေးခဲ့ပါတယ်။ရေဘူးရအဖြစ်အမေရိကန်ထောင်လိုင်းရေးအဖွဲ့တွေကတရုတ်ကွန်မြူနတီပါတီ CCP ကိုထိတ်တန်းလုံခြုံရေးချိန်ချောက်မှုအဖြစ်သတ်မှတ်ထားပါတယ်။ CCP ဟာအမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့ကမ္ဘာကောင်းဆောင်မှုအတွက်ဥဆောင်ပြီးအစိုးရအသုံးချိမ့်ချောက်မှုကိုကိုးစားပြုနေပါတယ်။အခုတရုတ်ကအမေရိကန်ပြည်ထောင်စုမှာဘလောက်မြေယာဝယ်ယူထားလဲဆိုတာကိုအတိအကျမသိရပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကတင့်လျော်တဲ့အာဏာပိုင်တွေထံတင်ပြပြောဆိုခြင်းမရှိလို့ပါ။ဒါကြောင့်ဒီအကြောင်းကိုဘရော့မှသိရှိမှုမရှိပါဘူး။ဒီပြဿနာကဒီလောက်ကြီးမားနေတဲ့အကြောင်းရင်းကတော့ဒီတရုတ်ပိုင်မြေယာတွေဟာအမေရိကန်စစ်တပ်စခန်းတွေလေတက်စခန်းတွေနဲ့နီးကပ်နေတာပါ။ ဒါဟာအမျိုးသားလုံခြုံရေးအတွက်ကြီးမားတဲ့ပြဿနာတစ်ခုပါအထူးသဖြင့်ပြီးခဲ့တဲ့တစ်နှစ်အတွင်းအမည်မသိ drone တွေဟာ American စခန်းတွေအထက်မှာပြန်တန်းနေတာကိုမကြာခဏတွေ့ရှိခဲ့ရပါတယ် American ဥပဒေအရဒီစခန်းတွေကစစ်တပ်ဝန်ထမ်းတွေဟာ drone တွေကိုရိုးရိုးရှင်းရှင်းပစ်ချလို့မရပါဘူးဒီမှာ2024ခုနှစ်ကရထားတဲ့အစီရင်ခံစာတစ်ခုရှိပါတယ်ဒါကဘာကြောင့်ဒီအကြောင်းကစိုးရင်စရာဖြစ်နေလဲဆိုတာကိုအတိအကျပြသနေပါတယ်မေဇူရီပြည်နယ်ဟာတရုတ်ပိုင်ဆိုင်တဲ့လယ်မြေ ၄၂000ဧကောက်ကိုတင်ယူဖို့စတင်လှုပ်ဆောင်နေပါပြီ။ဒါဟာကိုဗစ်ကိစ္စကိုကင်တွယ်မှုနဲ့ပတ်သက်ပြီးတရုတ်ဘော်ဒေါ်လာ၂၄ဘီလီယံတန်တရားစီရင်ချက်ကိုအကောင့်ထဲပေါ်တဲ့ရဲရင်နဲ့လှုပ်ဆောင်မှုတစ်ခုပါ။မစ္စရီပြည်နယ်ရှိနေကြောအန်ဒရူးဘိုင်လီကဒီလိုပြောခဲ့ပါဗျ။အကယ်၍တရုတ်ကဒီဆုံးဖြတ်ချက်အတွက်ပေးဆက်ဖို့ညှင်းဆုံမယ်ဆိုရင်ပြည်နယ်အနေနဲ့တရုတ်ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေအထူးသဖြင့်လယ်မြေတွေကိုတင်ယူမှာဖြစ်ပါတယ်။ဒီပိုင်ဆိုင်မှုတွေဟာမစ္စရီပြည်နယ်အတွင်းမှာရှိစရာမလိုပါဘူး။ ကျွန်တော်တို့ဟာဒီတရားစွဲဆိုမှုမှာအခြားပြည်နယ်တွေနဲ့ပူးပေါင်းမထားပေမဲ့တရုတ်ဆိုရရဲ့တာဝန်ယူမှုကို တောင်းဆိုပြီးနိနာသူတွေအတွက်တရားမျှတမှုရယူဖို့အခြားသူတွေကိုအားပေးပါတယ်။အခုချိန်ထိဘယ်ပြည်နယ်တွေကကိုဗစ်နဲ့ပတ်သက်ပြီးတရုတ်ကိုလိုက်လံအရေးယူမယ်ဆိုတာမသိရသေးပါဘူး။ဒါပေမဲ့အမေရိကန်ဆိုရဟာတရုတ်ကိုပြစ်မှတ်ထားနေပါတယ်။တကယ်တော့ Trump ဆိုရဟာတရားဝင် COVID website covid.government ကိုမောမန်ထားပြီးအခုဆိုရင်ဒီ website မှာပုံစံအစ်စ်မြင်ရပါတယ်။ ဒီ website မှာကိုဗစ်ဟာတခွဲခန်းကနေဆင်းသက်လာတယ်ဆိုတဲ့အကြောင်းပြချက်၅ချက်ကိုအခုဖော်ပြထားပါဗျ။အချက်၁ virus မှာတဘာဝမှာမတွေ့ရတဲ့ဇီဝဗေဒဆိုင်ရာလက္ခဏာတခု ပါရှိပါတယ်။အချက်၂ data တွေရ COVID-19 ကူးစက်မှုအလုံးဟာလူတို့တခါရေရောက်ရှိလာခြင်းကနေဆင်းသက်လာတာဖြစ်ပါတယ်။ဒါဟာရခင်ကက်ယောဂါတွေမှာအကျိန်များစွာကူးစက်မှုဖြစ်ပေါ်ခဲ့တာနဲ့ဆန့်ကျင်နေပါတယ်။အချက်၃ ဝူဟန်ဟာတရုတ်ရဲ့စားသုတေသနတခွဲခံထိတ်တန်းဌာနရှိတဲ့နေရာဖြစ်ပြီးမလုံလောက်တဲ့ဇီဝလုံခြုံရေးအဆင့်တွေမှာမျိုးဗီဇာပြုပြင်ခြင်း gain of function နဲ့တရှိအင်အားမြင့်တင်ခြင်းသုတေသနတွေလှုပ်ဆောင်ခဲ့တဲ့တမိုင်းရှိပါတယ်။အချက်၄ဝူဟန်ဗိုင်းရပ်စ်သုတေသနဌာန WIV ကသုတေသီတွေဟာ2019ခုနှစ်စာအုပ်မှာကိုဗစ်နဲ့ဆင်တူတဲ့လက္ခဏာတွေနဲ့ဖျားနာခဲ့ကြပါတယ်။အချက်၅သိပ္ပံပညာရဲ့နီလန်အာလုံဒီပါယ တဘာဝမူရင်းဆိုတဲ့သက်သေရှိရင်အခုထိပေါ်ထွက်လာတင့်ပြီးဖြစ်ပြီးမပေါ်ထွက်လာပါဘူး။ဒါဟာတခွဲကန်းမူရင်းဗိုင်းရပ်စ်တစ်ခုဖြစ်နေလို့ပါ။တရုတ်ကဒီအကြောင်းအားလုံးကိုသိခဲ့ပြီးသူ့ကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ဘယ်နိုင်ငံကမဆိုကိုဗစ်ရဲ့မူရင်းကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုလာတိုင်းတရုတ်ကအဲ့ဒီနိုင်ငံကိုတိုက်ခိုက်ခဲ့ပါတယ်။တရုတ်ကိုစစ်ကြေညာခံရတယ်လို့တိုက်ခိုက်ခဲ့တာပါ။အကြောင်းတရုတ်ကကိုဗစ်မူရင်းကိုစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးဒီလောက်ရန်လိုနေရတာလေ ။ဘာကြောင့်လဲဆိုတော့သူတို့မှာဖုံးကွယ်စရာတခုခုရှိနေလို့ပါ။အခုတော့ကဘာတစ်ခုလုံးကတရုတ်ကဘာကိုဖုံးကွယ်ထားလဲဆိုတာသိလာပါပြီ။ဘာကြောင့်လဲဆိုတော့ဩစတြေးလျကကိုရိုနာဗိုင်းရပ်စ်ရဲ့မူရင်းကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့တဲ့အခါ CCP ကဘာလုပ်ခဲ့တယ်လဲဆိုတော့တရုတ်ကဩစတြေးလျရဲ့တရုတ်ဈေးကွက်ထဲကိုတင်ပို့တဲ့ကုန်ပစ္စည်းတွေပေါ်အကောက်ခွန်တွေချမှတ်ပြီးလက်တုံပြန်ခဲ့ပါတယ်။တရုတ်ကဘာကြောင့်ဒီလိုလုပ်ရတာလဲ။ဩစတြေးလျကတောင်းဆိုနေတဲ့အရာကိုသဘောမကျလို့ပါ။ American စီးနှိပ်ထောင်လိုင်းရေးကော်မတီကမကြသေးခင်ကအစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာမှာ COVID-19 virus ဟာဝူဟန်တပ်ခွဲကမှဖန်တီးကပ်ွယ်ရှိပြီးပြုပြင်ထားတဲ့အန္တရာယ်ရှိတဲ့မျိုးကွဲတစ်ခုကယိုစိမ့်ထွက်ပြီးကမ္ဘာ့ကျန်နေရာတွေကိုကူးစက်ခဲ့တယ်လို့အသေးစိတ်ဖော်ပြထားပါတယ်။ဒါကဆေးရုံကတင်တဲ့ပစ္စည်းပြက်လက်မှုတွေဖြစ်ပေါ်စေခဲ့ပြီးကမ္ဘာတဝန်းမှာလူပေါင်း9သိန်းကျော်ထပ်ပိုပြီးတချို့ခံမှန်းချက်အရသေဆုံးသူ17သန်းကျော်ကမ္ဘာတဝန်းမှာသေဆုံးသူ15သန်းအထိရှိခဲ့ပါတယ်။ အပြစ်မထွက်ပါနဲ့အိမ်မှာပဲနေပါဆိုတဲ့ညွှန်ကြားချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးဖွဲ WHO ကတရားဝင်အနေနဲ့ဒါကိုကိုဗစ် -19 လို့ခေါ်ဆိုခဲ့ပါတယ်။တချိန်ကပူပေါင်းကြံစည်မှု theory လို့ယူဆခံခဲ့ရတာဟာအခုတော့ဖြစ်နိုင်ခြေရှိတဲ့မူရင်းအကြောင်းအမှန်အဖြစ်ထွက်ပေါ်လာနေပြီးကမ္ဘာတစ်ဝန်းကသိပ္ပံပညာရှင်တွေကဒါကိုအမှန်တရားဖြစ်ထောက်ခံလာကြပါတယ်။ဒီအားလုံးရဲ့အဆိုးဆုံးအပိုင်းကတော့ဓာခွဲကန်းယူဆိုင်မှု theory ကိုလိမ်ညာတယ်လို့ပြောခဲ့တဲ့ထိတ်တန့်ကြွနေသူတို့ဟာ CCPC ကနေဝေကြီးထောက်ပံ့မှုရယူထားသူဖြစ်နေတာပါသူ့ရဲ့ဖွဲ့စည်းဟာဝူဟန်တပ်ခွဲကမှသူ့တည်ထနာလှုပ်ဆောင်မှု CCPC ကဒေါ်လာတန်းပေါင်းများစွာရရှိထားပါတယ်ဒါကြောင့် CCP ကလူတွေကိုတပ်ခွဲကန်းယူစိတ်မှု theory ကိုစုံစမ်းစစ်ဆေးမှုမလုပ်စေချင်တာအံ့ဩစရာမရှိပါဘူးဒီ virus နဲ့ပတ်သက်ပြီးအကြီးမားဆုံးမိန့်ခွန်းကတော့ဒါပေကလာတာလေဝူဟန် virus သူ့တည်ထနာဌာနကလား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာဓာတ်ခွဲကန်တစ်ခုကနေဗိုင်းရပ်စ်ယိုစိမ့်ထွက်လာတာကြောင့်စတင်ခဲ့တယ်လို့ယုံကြည်ရပါတယ်။လုံခြုံရေးမြင်ပါပြီးအငင်းပွားွယ်ရာဓာတ်ခွဲကန်တစ်ခုပါ။အထောက်ထားနဲ့မျိုးဗီဇသုတေသနအပေါ်မူတည်ပြီးကိုဗစ် -19 ဟာအလယ်လက်အင်ရှင်မျိုးမျိုးစိတ်တစ်ခုကနေလူတို့မျိုးစိတ်ကူးပြောင်းအိပ်စက်ခဲ့တယ်လို့ယူဆခံရပါတယ်။ရေဘူးရအဖြစ်လင်းတို့မှ လူတို့ကူးစက်မှုဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အမှန်တရားကတော့ဒါဟာအမှန်တရားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ဒါကိုအမှန်ဖြစ်ကြောင်းသက်သေပြနိုင်မဲ့အရေးပါတဲ့သက်သေတွေမရှိလို့ပါကက်ယောဂါဟာတဘာဝမျိုးစိတ်ကူးပြောင်းဆက်မှု zoonotic spillover ဖြစ်ကြောင်းဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အချက်တွေဟာပျောက်ဆုံးနေပါတယ်ဒီ theory တွေကစီးနှိတ်သူတေသနာမှာတဆင့်ပြထားတဲ့အတိုင်းရှင်းပြပါရစေပထမဆုံးကိုရိုနာဗိုင်းရပ်စ်ရဲ့အလေလက်အင်ရှင်မျိုးစိတ်ဟာအကယ်၍တခုခုရှိရင်တောင်အခုထိပေါ်ထုတ်မထားရသေးပါဘူး National Center of biotechnology information ရဲ့ website ကိုတစ်ချက်ကြည့်လိုက်ရင်ဒါကိုတွေ့ရပါတယ်။ကိုလင်တွေဟာအဓိကသတင်းတွေမှာဖော်ပြခဲ့သလိုအလေအလတ်အင်ရှင်တွေမဟုတ်ပါဘူး။သုံးနှစ်ကြာပြီးနောက်မှာတော့အဲ့ဒီအင်ရှင်မျိုးစိတ်ဟာအခုထိမသိရသေးပါဘူး။စံကျင်မဲအနေနဲ့ SARS ရဲ့ပထမဆုံးလူသို့ကူးစက်မှုကိုသိရှိပြီး6လအတွင်းမှာတရုတ်နိုင်ငံကပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေဟာကွမ်တုံပြည်နယ်ကတရိတ်ဆန်ဈေးကွက်တွေမှာရန်ကုန်စခွေးတွေမှာ SARS ကူးစက်မှုတွေကိုတွေ့ရှိခဲ့ပါတယ်။ဒုတိယအချက် SARS နဲ့မတူပဲကက်ယောဂါရဲ့ပထမလအနှဲငယ်က COVID-19 ကူးစက်မှုတွေရဲ့မျိုးရိုးဗီဇတွေဟာကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဟာလူမဟုတ်တဲ့အခြားတိရစ္ဆာန်မျိုးစိတ်တစ်ခုမှပြန့်နှံ့ခဲ့တယ်ဆိုတော့မျိုးဗီဇသက်သေတွေမပြသထားပါဘူး။ဝူဟန်ဈေးထဲမှာတိရစ္ဆာန်တွေကလူတို့ကူးစက်ခဲ့တယ်လို့သတင်းထွက်ခဲ့တဲ့ Ground Zero နေရာတွေမှာတော့တရုတ်ပြည်သူသမ္မတနိုင်ငံ PRC အရာရှိတွေရဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကိုတင်ပြချက်တွေအရစစ်ဆေးခဲ့တဲ့တိရစ္ဆာန်တွေထဲမှာ SARS-CoV-2 မျိုးကွဲနဲ့ကူးစက်ခံရတာတကောင်းမှမရှိခဲ့ပါဘူး။ တတိယချက် SARS-CoV-2 မျိုးကွဲရဲ့လူဆယ်လက်ခံပိုးမွှားတွေနဲ့မြန်မာတဲ့ချိတ်ဆက်နိုင်စွမ်းဟာအလယ်လက်အင်ရှင်မှာလာရောညီထွေဖြစ်အောင်ပြုပြင်ခြင်းမလိုပဲလူတို့တိုက်ရိုက်ကူးစက်နိုင်တယ်ဆိုတာကိုဖော်ပြပါတယ်။ဒါကတဘာဝမျိုးစိတ်ကူးပြောင်းကူးစက်မှုဖြစ်ပေါ်ခဲ့ွယ်ရှိတဲ့အခွင့်အလမ်းကိုကန့်သတ်ထားပါတယ်။ဒါအပြင်လင်းတို့မှလူတို့တိုက်ရိုက်ကူးစက်မှုဟာလူတို့ကူးစက်ရောဂါဖြစ်ပေါ်စေတယ်ဆိုတာတခါမှအတည်ပြုခံရတာမရှိပေမဲ့ theory အရဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့်တတ်မှတ်ထားတဲ့အခြေအနေအောက်မှာဖြစ်ပေါ်နိုင်တဲ့ဆိုတဲ့အထောက်အထားတွေရှိပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဒီအခွင့်အလမ်းဟာအလွန်နေပါပါတယ်။ပိုပြီးနေပါတာကတော့ဒီယောဂဖြစ်ပွားမှုဟာလင်းတို့တွေနေထိုင်တဲ့တရုတ်တောင်ပိုင်းမှာမဟုတ်ဘဲတရုတ်အလယ်ပိုင်းမှာစတင်ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အချက်ပါ။အကယ်၍ COVID-19 ကပ်ယောဂဟာ SARS-CoV-2 ရဲ့မျိုးကွဲရဲ့အလယ်လက်အင်ရှင်မှတဘာဝမျိုးစိတ်ကူးပြောင်းမှုဆက်မှု Zoonotic Spillover ကြာလက်ဖြစ်တယ်ဆိုရင် ဗိုင်းရပ်စ်ဟာကူးစက်ခံရတဲ့အလယ်လက်အင်ရှင်မျိုးစိတ်ထဲမှာဆက်လက်ပြန့်နှံ့နေမယ်လို့မျှော်လင့်ရပါတယ်။ဒါကလူကိုရောအခြားတိရိစ္ဆာန်တွေကိုပါကူးစက်မှုတွေဖြစ်ပေါ်လာနိုင်တဲ့အလားအလာကိုဖန်တီးပေးပါတယ်။ဒီအချက်တွေကိုအကဲဖြတ်ပြီးတဘာဝကူးစက်မှု theory အတွက်တင်ပြထားတဲ့သက်သေတွေကိုကြည့်ရင်သမိုင်းဆိုင်ရာထောက်ထားတွေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်တွေရဲ့တဘာဝမျိုးစိတ်ကူးပြောင်းကူးစက်မှုဥပမာ SARS-CoV-2 နဲ့ပတ်သက်တဲ့သိပ္ပံနိကြနားလည်မှုမှာမကိုက်ညီတဲ့အချက်တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်မယ်ထင်ပါတယ်။ ဒါကမီဒီယာတွေကအဓိကထားပြီးပြောနေတဲ့လင်းနှုတ်မှလူတို့ဝူဟန်ဈေးတန်းမှာကူးစက်တဲ့ theory မှာဟာကွက်တွေဖြစ်ပေါ်စေပါတယ်။ယုတ်တိပေရာရကြည့်ရင်ဒီ theory ကိုလုံးဝပယ်ချလိုက်တာမဟုတ်ပေမဲ့အဆုံးဖြတ်ပေးနိုင်တဲ့သက်သေတွေမရှိတဲ့အခါတဘာဝမျိုးစိတ်ကူးပြောင်းမှုမူရင်းဆိုတဲ့ယူဆချက်ကိုထောက်ခံဖို့ခက်ခဲပါတယ်။ဓာခွဲကန်းယူဆိတ်မှု theory ကတော့ COVID-19 ဟာလူအမားကြောင့်ဓာခွဲကန်းကနေ virus ယူဆိတ်ထွက်ပြီးကမ္ဘာလူသားတွေစီပြန့်နှံ့သွားခဲ့တယ်လို့အကြံပြုပါတယ်။ ဒီ theory ကဘာကြောင့်ဒီလောက်အာယုံဆိုင်မှုရရှိလာသလဲအထူးသဖြင့်မကြသေးခင် ကာလမှာနောက်ခံအကြောင်းကိုရှင်းပြပါရစေ2004 SARS ကပ်ယောဂါပြီးမှတရုတ်အာဏာပိုင်တွေဟာကပ်ယောဂါဖြစ်ပေါ်စေနိုင်တဲ့ယောဂါပိုးတွေကိုသုတေသနလုပ်ဖို့အလေးထားခဲ့ပါတယ်။ဒါထဲမှာ SARS နဲ့ဆက်စပ်တဲ့ကိုရိုနာဗိုင်းရပ်စ်တွေလည်းပါဝင်ပြီးကာကွယ်ဆေးတွေနဲ့ဆေးဘက်ဆိုင်ရာတံပြန်အစီအမံတွေဖန်တီးဖို့ရည်ရွယ်ခဲ့ပါတယ်။သူတို့ရဲ့ရည်မှန်းချက်ကနောက်ထပ်ကိုရိုနာဗိုင်းရပ်စ်ကပ်ယောဂါကိုခန့်မှန်းပြီးကာကွယ်ဖို့ပါ။ ဒီအတွက်သူတို့ဟာသုတေသနဌာနတစ်ခုတည်ဆောက်ခဲ့ပြီးဝူဟန်ကို ကိုရိုနာဗိုင်းရပ်စ်သုတေသနရဲ့ကမ္ဘာဗဟိုချက်အဖြစ်ပြောင်းလဲခဲ့ပါတယ်ဝူဟန်ဗိုင်းရပ်စ်သုတေသနဌာန WIV ဟာတရုတ်ရဲ့ထိပ်တန်းကို ထိပ်တန်းကိုရိုနာဗိုင်းရပ်စ်သုတေသနဌာနဖြစ်ပြီးကမ္ဘာပေါ်မှာဒီလိုနေရာအနည်းငယ်သာရှိပါတယ် WIV သုတေသီတွေနဲ့သူတို့ရဲ့ပူးပေါင်းဆောင်ရွက်သူတွေဟာတရုတ်တောင်ပိုင်းနဲ့အရှေ့တောင်အာရှဒေသတွေကိုဗိုင်းရပ်စ်စုဆောင်တဲ့အကြီးစားခီးစဉ်တွေနှစ်စဉ်လှုပ်ဆောင်ခဲ့ပါတယ် ဒီဒေတာတွေမှာလင်းတို့တွေဟာ SARS နဲ့ဆက်ဆက်တဲ့ virus တွေကိုတဘာဝအလျောက်တည်ဆောင်ထားပါတယ်။2004ခုနှစ်ကစပြီးဒီခရီးစဉ်တွေအတွင်းသိပ္ပံပညာရှင်တွေဟာလင်းတို့တွေရဲ့သွေး၊တထွေးနဲ့စီးနမူနာတွေကိုစုဆောင်းခဲ့ပါတယ်။ဒါကသူတို့မှာကိုရိုနာ virus မျိုးကွဲတွေရဲ့နမူနာရာပေါင်းများတာကိုပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ဒီမှာပဲပြဿနာကစတင်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။